ကယ်လီမာရီယာမြမပြူတကယ်ချစ်ကြဘူးဗျကိုကိုဂျိုးစီဘွားအတတ်တော့မြမပြူချစ်တယ်လို့လိန်နေကြတဲ့လူလိန်နေပုံများပါတယ်အဲ့ထက်မှာခမည်းမပါအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်ဆိုတော့ကျွန်တော်ဒီနေ့ပထမဆုံးပြောမှာကဒီထိုင်းရကိစ္စနဲ့စပြောမယ်ထိုင်းမှာရောက်နေတဲ့မြန်မာတွေနဲ့ပတ်သက်ပြီးပြောပါမယ်ထိုင်းမှာရောက်နေတဲ့မြန်မာတွေရဲ့နှစ်ဦးကိစ္စပေါ့နှစ်ဦးကိစ္စနဲ့နောက်ထပ်ဆက်ဆက်ကိစ္စပေါ့ဆိုတော့ထိုင်းရောက်တဲ့မြန်မာနှစ်ဦးကံမကောင်းစွာဖြစ်ပေါ့နော်ဟိုဒီထိုင်းမှာရှိတဲ့ပလိုင်း ပလိုင်ဖရားဆိုတဲ့မြို့နယ်ပေါ့နော်ခရာပီပီနယ်ပလိုင်ဖရားဆိုတဲ့မြို့နယ်မှာလွတ်လုံနေတဲ့အဲမှာစားအုပ်စီကုန်းကြီးကလွတ်လုံနေတဲ့မြန်မာနိုင်ငံသားဒင်းရပေါ့နော်အဲ၃ဦးပေါ့၃ဦးကဘာလို့လဲဆိုတော့အဲ့ဒီအဲစားအုပ်စီကုန်းကြီးတခုရဲ့ဓာတ်ရုပ်ရေကန်ပေါ့အဲဓာတ်ရုပ်ရေကန်ကိုတန်ရှင်းလို့တာတန်ရှင်းလို့ရင်းနဲ့နော်တန်ရှင်းလို့ရင်း၃ဦးကအဲကန်ထဲမှာရှိတဲ့အဲဓာတ်ရုပ်ရေကန်ကိုတန်ရှင်းလို့နဲ့ဓာတ်ငွေအစိတ်ချွေအစိတ်ငွေတွေရှူးမိတာပေါ့ဗျာပြောချင်တာတော့စားအုပ်စီရဲ့ဓာတ်ရုပ်ရေကန်တွေကရေကန်တွေကဟိုတန်ရှင်းရေကန်ကိုတန်ရှင်းလို့တာအစိတ်ငွေတွေရှူးမိသွားတာ ရှုံးပြီးပြီးတော့မြန်မာလူသား3ဦးတည်းက2ဦးကတော့2ဦးကတော့တိတ်ဆုံးသွားပါတယ်။တဦးကတော့ပြင်းထန်တဲ့ရရှိသွားတယ်လို့ဖြစ်စဉ်ဖြစ်သွားတယ်။အဲ့ဒါဒီကနေ့နေ့လယ်ပိုင်းမှာဖြစ်သွားတယ်လို့သိရတယ်။အဲ့တော့ပြောရရင်တော့ Saudi company မှာလုံးလုံးနေတယ်ဆိုတော့ထိုင်းနိုင်ငံမှာလုံးလုံးပြီးတော့သူတို့လည်းကိုယ်ဝန်ဆောင်ရှာကြတယ်။ကျွန်တော်တို့ဗျာဒီကိုယ် company မှာဝန်ဆောင်ရှာရင်ကရုံးလုပ်ငန်းလုပ်မယ်၊တန်ရှင်းလုပ်မယ်၊အာထုံထမ်းတဲ့လူလုပ်မယ်၊မျိုးစုံပုံစံမျိုးလုပ်ကြလိမ့်မယ်။ဒါပေမဲ့ဒီဓာတ်ရုပ်ရေကန်တန်ရှင်းလုပ်ရတဲ့လူကြီးတယောက်ကဘဝက တနာဖို့ကောင်းတယ်ပေါ့ဘာလို့လဲဆိုခမဆိုင်ဓာတ်ုပ်ပစ္စည်းတွေကိုတွားပြီးတန်ရှင်းလို့ရတယ်ဆိုတာဘယ်တော့အစိတ်သက်နိုင်လဲပေါ့နော်အဲ့ဒီဂျားတွေကတူတူသူတို့မိသားစုဝန်ကြီးအတွက်သူဘဝဝန်ကြီးအတွက်စ조사မသားလောက်ကြရင်လည်းမြန်မာသုံးဦးတွေကနှစ်ဦးကတော့ဓာတ်ုပ်အစိတ်ငွေတွေရှူပြီးတော့ရှူမိပြီးတော့ဒေသွားတယ်တက်ဦးကတော့ပြင်းထန်တန်းရပြီးဆေးရုံရောက်သွားလို့သိရတယ်ဆိုတော့အဲ့ဒီကန်ထဲမှာ hydrogen sulfide လို့ခေါ်တဲ့အန်ရရှိတဲ့ဓာတ်ငွေတွေရှိနေတယ်တဲ့အဲ့ဒါကိုမြန်မာလုံသားသုံးဦးကတော့မသိဘူးဗျာဆိုတော့ဒီလုံမျိုးကိုမြန်မာလုံသားတွေမလို့လုပ်တယ်ထိုင်းဆိုလုပ်ပါမလားဆိုတော့မေးကော ထိုင်းကဒီလိုမျိုးတွေသူ့နိုင်ငံသားခိုင်းရမဟုတ်ဘူးမြန်မာတွေကိုခိုင်းနေဘာကြောင့်လဲဆိုတော့မြန်မာတွေကဆင်းရဲတဲ့အခါကျတော့မြန်မာတွေကနိုင်ပါတဲ့အခါကျတော့ကျွန်တော်တို့နိုင်ငံသားတွေကိုပဲခိုင်းနေအထိုင်းနေမလုပ်တဲ့အလုပ်ကိုမြန်မာတွေလုပ်ရတယ်ဆိုတော့အဲ့ဒါကိုပြောတာအဲ့တော့ကျွန်တော်ဒါကိုကြားရင်စိတ်ထဲမကောင်းတာကိုယ့်နိုင်ငံသားတွေပါအဲ့ဒီသုံးဟာဆိုကြပါဦးအဲ့ဒီသုံးဟာအနီးဖြစ်ဖြစ်မယ်အစိမ်းဖြစ်ဖြစ်မယ်အဝါဖြစ်ဖြစ်မယ်အပြာဖြစ်ဖြစ်မယ်စစ်တပ်မုန်းတဲ့သူဖြစ်ဖြစ်မယ်ကျွန်တော်မုန်းတဲ့သူဖြစ်ဖြစ်မယ်အဲဘု து ဘု து ဘာဖြစ်လို့ဖြစ်ဖြစ်မယ်ဘု து ကိုဘယ်လိုလုပ်တဲ့သူပဲဖြစ်ဖြစ် ကျွန်တော်မြန်မာတွေဖြစ်တဲ့အတွက်ကျွန်တော်စိတ်မကောင်းဘူးကြားရတာကတော့ဒီစင်းကြားရတာကတော့စိတ်မကောင်းဘူးထိုင်းမှာကြားရတဲ့သတင်းပေါ့စိတ်မကောင်းပါဘူးအဲ့တော့ ကောင်းတဲ့ဒုက္ခရီလာဖို့ပဲဆူတောင်းပေးပါတယ်အဲ့တော့ကော်ပိုရိတ်ဘက်ကတာဝန်ရှိသူတွေကတော့ဒီမြန်မာတုံးကအစိတ်တင်ပြီးတော့ဒါတို့ရင်ခန်းထဲမှာအစိတ်တင်ပြီးတော့အစိတ်ငွေယူပြီးတော့သိလို့မပွားဖြစ်တဲ့အချိန်မှာကြားတဲ့အချိန်မှာချက်ချင်းတို့မိသားတက်ဖို့ဝင်နေကယ်ဆယ်ဖို့ရတဲ့အတိုင်းကဲပါတယ်ဒါပေမဲ့ကန်ဆိုးစွာဖြစ်မဲ့ဒီဓာတ်ရုကန်နဲ့မြန်မာလူသားတွေအပေါ်ဆွဲတင်တဲ့အခါကျိုးနဲ့ဆွဲတင်တဲ့အခါမှာအသက်22နှစ်အရွယ်မြန်မာလူသမားတူတို့အရင်ဆုံးကယ်တင်နိုင်ခဲ့တယ်။ဒါပေမဲ့လည်းဆေးရုံပို့ဆောင်ပေးနိုင်ခဲ့ပြီးမြန်မာ24နှစ်အရွယ်နဲ့25နှစ်အရွယ်မြန်မာလူသားနှစ်ယောက်ကိုတော့နှစ်ဦးစလုံး တေဆုံးနေတဲ့ချိန်ကွာကဲလို့ရတယ်ကဲကဲသူတို့ကဲပြီးတဲ့ချိန်မှာတေဆုံးနေပြီတဲ့ဆိုတော့ဒါနဲ့ပတ်သက်ပြီးရတဲ့ဖွဲ့ဝင်တွေကတော့လှုပ်ဆက်ရှက်လို့လှုပ်နေတော့ဗျာမှုကြီးကြီးကလှုပ်နေတယ်ပေါ့ဒါပေမဲ့ကုမ္ပဏီတွေကဒီမြန်မာလုပ်သားတွေနဲ့ပတ်သက်ပြီးဘာလုပ်ပေးမလဲမေးခွန်းပေးနော်အချိန်တိုင်းရောကြီးပေးမယ်ဒါနဲ့ပြီးတော့ပေါ့နော်ရောကြီးပေးမယ်နှစ်နာကြီးပေးမယ်မိသားစုဝင်တွေခေါ်ပေးမယ်သက်ဆိုင်မိသားစုဝင်တွေအဲကြံခဲ့တဲ့မိသားစုဝင်တွေကသူတို့ဒီသက်ဆိုင်တဲ့သူတွေမိသားစုဝင်အလောင်းတွေလာကြည့်မယ်လာယူမယ်တဲမယ်ဒါမှမဟုတ်မိသီဂျုံပဲပြီးရင်ရောကြီးပေးမယ်ဒါနဲ့ပဲပြီးတော့မယ်ပေါ့ဒါပေမဲ့ဒီလိုနဲ့ပဲဘဝတစ်ခုဆုံးသတ်သွားတယ်ပေါ့မြန်မာတစ်ယောက်ရဲ့ဘဝမြန်မာနှစ်ယောက်ရဲ့ဘဝပေါ့ဆုံးသတ်သွားတယ် ဆိုတော့ဒါလေးကကြားရတော့စိတ်မချမ်းသာတဲ့သတင်းတစ်ခုဖြစ်နေဖော်ပြပေးတာပါနောက်တစ်ခုကထိုင်းမှာရောက်နေတဲ့မြန်မာတွေရဲ့ဒီကိစ္စရင်လားဆိုထိုင်းမှာရောက်နေတဲ့မြန်မာတွေတော်တော်များအခုနောက်ပိုင်းမှာသတိမထားမိလို့ဖြစ်နေတဲ့ပြဿနာတွေအကြီးကြီးတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီမြန်မာလူသမားတွေရဲ့ data အချက်အလက်တွေကိုအသုံးချပြီးတော့ကြားဖြတ်နေတဲ့ဘဏ်ကောက်နေတဲ့တွားပြီးချိတ်ဆက်လိုက်တဲ့ဇလန်တွေအကြီးကြီးဖြစ်နေပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အကြီးကြီးဖြစ်နေတယ်ဒါလည်းမြန်မာတွေအထူးသတိထားရမယ့်ကိစ္စပါဘာလို့ဆိုတော့ ကျွန်တော်ဒါမျိုးကိုကျွန်တော်လွန်ခဲ့တဲ့ကျွန်တော်ထင်တယ်ဒီနှစ်စောပိုင်းလောက်ကလည်းတစ်ခါနှစ်ခါလောက်ပြောဘူးတယ်လို့ကျွန်တော်မှတ်မိတယ်နှစ်ခါလောက်ပြောဘူးတယ်လို့ကျွန်တော်မှတ်မိတယ်ဟိုရာနှုန်းပြအတိအကျမဟုတ်တော့ဒါမျိုးပုံစံနဲ့တပုံစံနဲ့ဒီဘက်တူတဲ့အကြောင်းအရာတွေကျွန်တော်ပြောဖို့ပါတယ်မြန်မာလူသမားတွေရဲ့အချက်အလက်တွေကိုယူပြီးတော့ဘဏ်ကောက်နေဖွင့်တယ်အဲ့ဒီမှာကြားဖြတ်နေဖြစ်ကုန်တယ်မြန်မာလူသားတွေကတရက်ဝင်ငွေတစ်လဝင်မှာဒေါ်လာဘတ်တစ်သောင်းကျော်လောက်ရှိတာသူ့အကောင့်ထဲမှာသွားဆက်တာဘတ်တစ်သန်းနှစ်သန်းနေဖြစ်နေရမျိုးတွေဘယ်လိုတွေရောက်လာမှမသိတဲ့ပတ်စံတွေရောက်နေပြီးတော့အကောင့်လုံးနင်းထိုင်နေအဆွဲစီခံရတဲ့ဟာမျိုးတွေပေါ့သူကဖမ်းလိုက်တဲ့ခါကျတော့မြန်မာလူသမားတွေဥဒူအာတနာဘာမှမသိဘူး သူ့အကောင့်ရှိလားဆိုတော့အဲ့ကောင်သူ့ကောင်လည်းမဟုတ်သူ့ပုံသူ့နာမည်သူ့ရဲ့မပုံနဲ့ချက်လက်ဆိုတော့မှန်တယ်ဒါပေမဲ့သူ့ဟာမဟုတ်သူ့ဖွင့်ထားတာလည်းမဟုတ်အဲ့လိုမျိုးနဲ့အလိမ်ကမ်းဖြစ်စေအများကြီးရှိရဲဆိုတော့ကျွန်တော်ပြောခဲ့ပါတယ်ပြောခဲ့ဖူးတယ်အဲ့ဒါမျိုးကထိုင်းမှာလည်းမဟုတ်မြန်မာပြည်မှာလည်းရှိနေတယ်မှတ်ပုံတင်လေးတပုံမှတ်ပုံတင်လေးနဲ့လူပုံတစ်ပုံရဲ့ခံလိုက်တာပြီးလည်းပြအဲ့လူရဲ့အကောင့်ရဲ့ဘဏ်တွေမှာရှိနေတယ်ပြီးရင်အဲ့လူရဲ့အကောင့်ရဲ့ဘဏ်တွေမှာရှိအဲ့ပတ်စံတွေကဘာတွေမှမသိတဲ့ငွေတွေတရားမဝင်ငွေမဲတွေမျိုးစုံဝင်ချလာပြီးတော့ ဲ့လူဟိုလူမျိုးတက်ဖို့အနေကစုံစမ်းဖော်ထုတ်ပြီးလိုက်တဲ့ခါကျတော့ဟိုရွာကျွာကြားထဲမှာဘာမသိညာမသိအဖိုးကြီးဖွားကြီးဖြစ်နေဖြစ်နေတာတခါတည်းအဲ့ဒါဘာလဲဆိုတော့ဒီကြားဖြန့်နေတဲ့တမျိုးပဲကြားဖြန့်ခွဲရတဲ့တမျိုးပါအခုထိုင်းမှာဖြစ်သွားတာအဲ့ဒါထိုင်းနိုင်ငံနှခွန်ပထုံခရိုင်ဗန်လင်မြို့ဗန်ပလာဆိုတဲ့ကြေးရွာမှာလွတ်လုံနေတဲ့မြန်မာလူသမားတွေအဲ့ဒီလူသမားတွေရဲ့ဆာဆာရန်တွေကိုဗန်စီရင်ဖွင့်ပြီးတော့ online လောင်းကစားလုပ်နေတဲ့အဖွဲ့တွေအဲ့ဒီလုပ်နေတဲ့ပွဲသားတွေကိုထိုင်းအထုဆောင်ဆိုင်တပ်ဖွဲ့ CIB ကနေပြီးတော့ဖမ်းဆီးလိုက်တယ်လို့သိရတယ်နော်ဖမ်းဆီးလိုက်တယ်လို့သိရတယ်အဲ့ဒါမနေ့ကတော့ဖမ်းတာဖမ်းဆီးခဲ့တဲ့ပွဲသားနှစ်ဦးက um စဟာရတ်နဲ့နတ်တဖုန်းဆိုတဲ့ပုံကိုဖြစ်တယ်တဲ့သူတို့ကဘာလဲဆိုတော့မြန်မာလူသမားတွေက what permit တတန်းတိုးဖို့လုပ်ဖို့အတွက်အနန္တထားတဲ့စာရဆရာတွေကိုအသုံးချပြီးတော့ဗန်စင်းသွားဖွင့်ပလိုက်တာကဲအဲ့တော့ကျွန်တော်ခဏပြောရဲ CIA တို့ဘာလို့ကြတော့ကျွန်တော်မြန်မာလူသမားတွေကတိုင်းမှာ CIA လုတာဘက်ကလုတာစသဖြင့်အဲ့ဒါတွေကိုလုံးပွဲသားနဲ့အကြတယ်အဲ့ဒီပွဲသားတွေကမယုံမကြည်စိတ်မချရတဲ့ပွဲသားတွေကိုသွားပေးလိုက်တဲ့အခါတချို့ပွဲသားတွေကအဲ့ဒီရဲ့အချက်အလက်တွေကိုယူပြီးတော့ကြားဖြတ်အကောင့်တွေဖွင့်ပြတယ်ဘဏ်အကောင့်တွေဖွင့်ပလိုက်တာမျိုးတွေရှိတယ်ကိုမသိဘဲနဲ့ဖွင့်ခံလိုက်ရတယ် ဖြစ်တတ်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကပွဲစားအပ်တဲ့ကိစ္စတွေကဖြစ်နိုင်ပွဲစားအပ်ရင်ယုံကြည်စိတ်ချရတဲ့ agency တွေမြန်မာ agency တွေကိုအပ်ပါဘာမှမသိတဲ့ agency တွေမအပ်ပါနဲ့ယုံကြည်စိတ်ချတဲ့ agency တွေကျွန်တော်တို့သိပါတယ်ကျွန်တော်တို့မိတ်ဆွေတွေထိုင်မှာအများကြီးရှိတယ်စိတ်ချရတဲ့ agency တွေကိုတော့အပ်ပါမဆိုင်တဲ့ဘာမှမသိတဲ့ agency တွေကိုတော့အပ်ပြီလို့ကိုယ့်ရဲ့နာမည်ကြီးနဲ့ဟိုကြားဖြန့်ဖန်အကောင်ကြီးဖြစ်နေခင်ဗျားတို့နင်းထိုင်နေကြားတဲ့ညက်ပြီးတော့ရာဇဝတ်အကောင်ကြီးဖြစ်ကုန်မယ်ကိုယ့်ဖြစ်ဘာမှမသိဘူးပြီးလည်းပြောရာဇဝတ်အကောင်ကြီးဖြစ်နေမယ်နိုင်ငံတကာမှာအဲ့လိုဖြစ်ကုန်မယ်အခုဒါထိုင်းနှစ်ကောင်ထိုင်း CIB ကဖမ်းလိုက်တဲ့ခါကျတော့ ီကောင်တွေကဘာလုပ်တာလဲဆိုတော့မြန်မာလူသမားတွေရဲ့စာရွက်စာတမ်းတွေကိုအသုံးပြုပြီးတော့နော်ဝါပါမစ်တရန်ပြုတိုးရအသုံးပြုတဲ့စာရွက်စာတမ်းတွေတရန်တိုးဖို့လိုအပ်တဲ့စာရွက်စာတမ်းတွေကိုဒီထိုင်းတွေကိုယုံကြည်လို့ပေးလိုက်တဲ့ပုံပေါ်တယ်လို့အဲကောင်တွေကအဲ့ဒါကိုလုပ်လိုက်တဲ့အခါမှာမြန်မာလူသမားတွေရဲ့စာရွက်စာတမ်းတွေဒီကောင်တွေဘန်ဆင်းဖွင့်ပြီးတော့ online လောင်းကစားတွေလုပ်ပစ်လိုက်တယ်လုပ်လဲပြီးလဲပြီးတော့ပေါက်ခဲ့လို့တော့ဒီကောင်တွေလိုက်ဖမ်းလိုက်တာဖမ်းလိုက်ခါသူတို့ရဲ့ဘန်ကောင်တွေမှာဘတ်သား90ကျော်ရှိနေတယ်တကယ်ရှိနေတော့အဲ့ဒါနဲ့အဲ့ပွဲသားနဲ့အုပ်နဲ့ဗန်စင်းရဲ့အုံပြုသူကိုကိုဖမ်းဆီးဖို့သူနှခေါပထုံခရိုင်မှာတရားရုံးမှာဖမ်းဝရမ်းတောက်ခံပြီးတော့ CIA ကဖမ်းလိုက်တာ ဖမ်းတဲ့ခါမှာတော့တရားခပွဲသားမြောက်ကိုတော့မိတယ်မြန်မာတွေကိုကြတော့သွားစုံစမ်းတဲ့ခါကျတော့ဘာမှမသိညာမသိဖြစ်နေတယ်ဒါဒါဒါဒီတိုင်းပဲဖြစ်တာဆိုတော့ဒါကသိစိတ်ပူစရာကောင်းတဲ့ကိစ္စပေါ့နော်ဒါမျိုးဖြစ်စင်နေရောအရင်ဖြစ်လာဖို့ဆိုတော့ဟုတ်ပြီးခဲ့တဲ့ဇန်နဝါရီလောက်ကတခါဖြစ်တယ်နှခေါပထုံမှာဖြစ်တာမြန်မာ54လောက်ခဲ့စားစရာမျိုးသုံးချပြီးတော့ဗန်စင်းနေဖွင့်ပြီးတော့ online လောင်းကစားရေလုပ်လို့တခါဖမ်းမှုတယ်ဆိုတော့ထိုင်းမှာရောက်နေတဲ့မြန်မာတွေအနေနဲ့ကကိုယ့်ရဲ့နာမည်ကိုယ့်ရဲ့အချက်အလက်တွေနဲ့ဘယ်သူမှမသိတဲ့သူတွေကဘဏ်အကောင့်ဖွင့်ထားတာမျိုးတွေ ဖြစ်ပြီးတော့ကြားဖြတ်ငွေတွေတရားဝင်ငွေတွေငွေမဲတွေဒါတွေစီးဆင်းဝင်လာရင်တရားခံဖြစ်မှာကိုဖြစ်မှာအဲဒါကြောင့်မလို့ထိုင်ရောက်တဲ့မြန်မာတွေအနေနဲ့သွာလာနေထိုင်စားတော့အကုန်လုံးအချက်လက်ကိစ္စတွေကိုနဲ့ကိုရေးကိုတာချက်လက်တွေမတမများနဲ့ပတ်သက်သတိကြီးထားပါလူတိုင်းကိုမယုံပါနဲ့စိတ်ချယုံကြည်ရတဲ့ agency တွေ app ပေါက်တက်ကြရဟာတွေသွားမလုပ်ပါနဲ့ ထိခိုက်သွားရင်ခင်ဗျားတို့ကထိခိုက်မှာဖြစ်တဲ့အတွက်ခင်ဗျားတို့တို့ကျွန်တော်စိတ်ပူတဲ့အတွက်ဒီကနေကျွန်တော်ကြောင်မြုံမြင်လှမ်းပြောပါတယ်ခင်ဗျားတို့ကြောင်မြုံမြင်နေတယ်လှမ်းပြောပါတယ်ခင်ဗျားတို့ကထားရတယ်ကျွန်တော်ဆဲကျင်ဆဲမယ်တချို့တွေကခင်ဗျားတို့ဆဲလိုက်ကျွန်တော်ကျွန်တော်ကြည့်မရအောင်ဆဲကျင်တယ်တိုက်သလိုလို့ပါဒါပေမဲ့ခင်ဗျားတို့အကျိုးစီးပွားထိခိုက်နေတာဆုံးရှုံးသွားမှာကိုတော့ကျွန်တော်စိုးရိမ်တယ်အထိုင်းမှာခင်ဗျားတို့အကျိုးစီးပွားထိခိုက်သွားမှာကျွန်တော်စိုးရိမ်တယ်ဒါကြောင့်အတက်ခါပါဒီလိုဘာမှမသိတဲ့ကောင်တွေနဲ့တော့မလုပ်ပါနဲ့နော်ဟိုကလိကကြီးကောင်တွေစကားထိုင်းရနေပြီးတော့အဘောင်အိုင်းတဲ့စကားကြီးကြီးတွေပြောပြီးတော့ခင်ဗျားတို့လိန်နေတဲ့ကလိကကြီးကောင်တွေကိုလည်းမယုံကြနဲ့အဲ့ဒီကောင်တွေကခင်ဗျားတို့ကြားဖြတ်နေရမှာ မတုံးဘူးလို့မပြောနိုင်ဘူးဒါကြောင့်ခင်ဗျားတို့သတိနဲ့ထားပြီးတော့နေကြပါလို့ပဲကျွန်တော်တို့ဒိုက်တော့ပါတယ်ဒါတော့ကျွန်တော်တရားတစ်ခုပါနောက်တစ်ခုကအာနောက်တစ်ခုကကျွန်တော်တို့ထိုင်းကိစ္စပြောတော့ထိုင်းနဲ့နီးစပ်မောတောင်ကိစ္စလေးပြောမယ်ဒီနေ့ဆိုရင်မောတောင်မောတောင်ကိုမောတောင်ပေါ့ဘိတ်မောတောင်လို့ပြောရင်ပူပြီးနားလဲမှာမျက်စိမျိုးလုံးကမြင်နိုင်တယ်အဲ့တော့မောတောင်ဆိုတော့ထိုင်းမြန်မာနယ်စပ်ဘိတ်မောတောင်ဆိုပြီးတော့နာမည်ကျော်ခဲ့တဲ့ကုံသွေးလမ်းကြောင်းရှိတဲ့နေရာမြို့အဲ့မောတောင်ကို အာ KNL နဲ့ PDF နဲ့ BPL ပူပေါင်းအဖွဲ့တွေရာနေပြီးတော့သိမ့်ပိုက်လိုက်တယ်ဆိုတော့တရင်ဒီနေ့ဒီနေ့ဆိုအောင်ပွဲခံရကြတယ်တချို့တရင်ထဏာတွေအဲ့ PPA မီဒီယာတချို့တရင်ထဏာတွေရေးလာတော့၄ရက်နဲ့အပီးတိုက်တယ်တချို့က၃ရက်နဲ့အပီးတိုက်တယ်တချို့ကတော့အဲ၁၀ရက်လောက်တိုက်ရတယ်လို့ရေးနေလူတွေရှိပါတယ်ဘလို့ပဲတိုက်တိုက်ဒီနေ့တော့တို့ရသွားပြီဆိုပြီးတော့တို့အောင်ပွဲခံကြပါတယ်ဆိုတော့တကယ်တော့မောတော်ကြသွားလာမေးဟုတ်ပါတယ်မောတော်မောတော်မြို့ကိုဒီ KNL PDF နဲ့ BPL ပူပေါင်းအဖွဲ့တွေရာရသွားပါတယ် ဆိုတော့ကျွန်တော်တို့အဲ့တိုက်ပွဲရသွားတယ်ရသွားတယ်ကိစ္စနဲ့ပတ်သက်ရင်ကျွန်တော်တို့နေသိကျွန်တော်တို့တော့သိမထူးဆန်းမထူးဆန်းဘာကြောင့်လဲဆိုတော့တိုက်ပွဲရဖြစ်နေတဲ့ကရင်ပြည်နယ်မှာဖြစ်နေတဲ့တချို့ကိစ္စတွေကအဲတချို့ကိစ္စတွေကဒီမောတော်ကြာသွားတော့လောက်ခေါင်းထည့်စရာကိစ္စမဟုတ်ဘူးဒါကြောင့်လို့မောတော်ကအချိန်မီပြန်ယူလို့ရတဲ့အထက်မှာပါတယ်ဒါပေမဲ့သူ့ရဲ့အရေးကြီးတဲ့ကိစ္စတွေကိုအဲ့ဒီဒေသတနင်္သာရီမော်လမြိုင် ကရင်မွန်ကရင်မွန်ကရင်ပေါ့ဗျာမွန်ကရင်မွန်ကရင်တနင်္သာရီ၃ခု၃ခုမှာထိုင်ထားတဲ့ဒီတိုက်စစ်နာကြုံနှစ်ခုတဲ့ ကာသရပေါ့နော်အဲ့ဒီနေရာတွေဖွဲ့တွေသူတို့အရေးကြီးတဲ့ issue ကဒီမောတော်ကိစ္စပေါ့ဟုတ်ဘူးကျန်တဲ့ issue တွေရှိနေတယ်ဥပမာဆိုကြပါစို့ထိုင်းမြန်မာနယ်စပ်တစ်လျှောက်လုံးမှာရှိတဲ့ဒီကြားဖြတ်နဲ့ပတ်သက်တဲ့ကိစ္စတွေဒါတွေအကုန်လုံးသူတို့အယုံဆိုင်နေရတယ်ကာလနောက်တစ်ခုအာရှလိုင်းတကြောကကိစ္စနောက်ကဒဝဲထူးစီပိုင်းဆိုကိစ္စအဲ့ကိစ္စတွေအကုန်လုံးကအယုံဆိုင်ရတဲ့အထူးအယုံဆိုင်ရတဲ့နေရာတွေဖြစ်တယ်မောတော်တို့ခုကိုပေးလိုက်ရတာလောက်ခေါင်းနဲ့သူတို့ရှင်းမဖို့ပြီးတော့မောတော်ကကျွန်တော်မေးကြည့်တယ်အင်အားဘလောက်ရှိခဲ့ဘူးလဲညတော့ဆိုတက်မှာပါအဲ့မှာမောတော်မှာအင်အား20 30ပဲရှိတာတဲ့သူတို့ကထုတ်ပြန်တဲ့အယောက်40လောက်မိတယ်ဗျာညာပြောတယ်ပုံနေမှာတော့ ဘယ်လောက်မှလည်းမပါဘူးပုံမှန်ဖြင့်10ယောက်ကျော်လောက်ပဲတွေ့ရတယ်ဆိုတော့40ယောက်မိတယ်လို့ပြောရင်လူ10ယောက်ကျော်ပဲတွေ့ရထားပါတော့ဘလို့ဖြစ်ဖြစ်အတို့ထုတ်ပြန်ကြတဲ့လူထုတ်ပြန်ထုတ်ပြန်တကယ်တော့လူ20ကျော်လောက်ပဲရှိတယ်တဲ့တိတ်လူမရှိဘူးတဲ့တို့ထုတ်ပြန်တဲ့လူစင်းတွေကဘလို့လူတွေပုံတွေကြည့်ရကြအပြင်တချို့တွေကစက်သားတွေဖြစ်နေတယ်တချို့တွေကအရသားတွေဖြစ်နေတယ်တချို့တွေကစက်သားတွေနဲ့မိသားစုဝင်တွေလည်းဖြစ်နိုင်တယ်တချို့တွေကကြတော့ဟိုရက်ကွက်တဲ့လူတွေဘာမှမသိတဲ့ဟိုတက်နဲ့တက်ထွဲမှသွားပြီးဟိုတော့ပျော်ရှင်သွားနေတဲ့လူတွေအဲ့လိုလူတွေဖြစ်နိုင်တယ်ဘလို့ဖြစ်ဖြစ်မောတော်ကြပါတော့မှန်ပဲဆိုတော့မောတော်ဘာလို့ဒီကောင်တွေတိုက်တာဖြစ်နိုင်လဲလို့ကျွန်တော်စုံစမ်းကြည့်ရအခါကျတော့ မောတော်ကဗိတ်မောတော်ကုံသွေးလမ်းကြီးကရှိတယ်။အဲ့လမ်းကြီးကသူတို့စိတ်ထမဒီဘက်ကအာရှလမ်းကြီးကလက်လွတ်လိုက်ရတဲ့အခါနော်ဒီဘက်ကဒီကြားဖြတ်နဲ့ကြားဖြတ်ကြောင့်ကျွန်တော်တို့ဒီကရင်ပေါ့နော်ကရင်နဲ့မောင်အဆက်တောင်းနေနေရာဒီကြားဖြတ်တော့ကြားဖြတ်ကြောင့်တချို့လက်နက်ကင်အဖွဲ့တွေကလောက်ဝကင်ခက်လာတဲ့အခါဘယ်ဟုတ်ဆင်းပြေးသွားလဲဆိုတော့တနက်သားကြီးဘက်ကိုဆင်းတယ်။တနက်သားကြီးဘက်ကကြတော့ဘာဖြစ်လဲဆိုတော့တနက်သားကြီးဘက်မှာကတက်ခဲ့အချီနေရတနက်သားကြီးမှာအာယုံအရင်ဆိုင်မထားဘူးတနက်သားကြီးအဲ့ဗိတ်မောတော်ဘက်တွေကအာယုံဆိုင်မထားဘူးအဲ့တော့အာယုံဆိုင်မထားတဲ့ဒေသဖြစ်တယ်ပြီးတော့ဒီလုံချုံကြီး တက်တယ်ကိုအားနဲ့အင်းနဲ့ဒုနဲ့တင်နဲ့အခိုင်မာစခန်းကြီးတိဆောက်ထားတာမဟုတ်ဘူးပေါ့ပါထားလိုက်တာများတဲ့ခါကျတော့ဒါကြောင့်မလို့ဒီကောင်တွေကနေမြေခြေကုတ်ရဖို့ရေးအတွက်ရယ်ပြီးတော့ဘာလဲဆိုတော့ငါတို့မြို့တမြို့သိမ့်နိုင်ခဲ့ပြီဆိုတဲ့ဂုံပုတ်ရရေးအတွက်ရယ်အဲနောက်တစ်ခုကဘာလဲဆိုတော့အကဲကြီးများနေဆက်ကုံသွေးကြီးမှာတရားမဝင်ကုံသွေးကြီးသာလုချင်ရင်တို့နဲ့လုံလို့ရအောင်ရယ်အဲ့၃ချက်နဲ့တို့ကအဓိကတာဂက်ထားပြီးတော့သိမ့်ပိုက်လိုက်တဲ့ပုံပေါ်တယ်ပေါ့ဗျာဘာလို့ဆိုတော့ဒါပေမဲ့ဘိတ်နဲ့မောတော်ကုံသွေးကြီးကရထတာတနစ်ကျော်ပြီလို့သိရတယ်ပေးမော်တော်ကုံသွေးဖွင့်ဖို့ကိစ္စကျွန်တော်တို့ကျွန်တော်တို့ရဲ့စိတ်မှန်းချာထဲမှာရေးခဲ့တာရှိပါဘူးလို့ရှိပူပါတယ် အဲ့တော့ဒီအားကြီးကိုပွင့်ဖို့တော့ကိုစ조사ခဲ့တာရှိခဲ့မှုတယ်သို့တော်လည်းဒီဘိတ်မော်ရောင်လမ်းကြောင်းကြီးကုံသွေးလမ်းကြောင်းကြီးကထိုင်းဘက်ကမဖွင့်ဘူးထိုင်းဘက်ကမဖွင့်တဲ့အတွက်အဲ့ဒီအားနေပြီးတော့ဘာခေါ်လဲဆိုတော့ကုံသွေးကားတွေသွားဖို့ထက်တနိုင်တစ်ပိုင်းကုံနေတဲ့တယ်လောက်လောက်ပဲပြောရရင်တော့ဖွင့်လိုက်တာမျိုးရှိတယ်ကြီးကြီးမားကုံသွေးစခန်းတွေပြင်ဆင်ထားပြီးသားရှိတယ်တော့မြန်မာဘက်ကပြင်ဆင်ထားပြီးသားရှိတယ်ထိုင်းဘက်ကပြင်ဆင်ထားပြီးသားရှိတာတောင်းတရားဝင်ကုံသွေးလမ်းကြောင်းဖြစ်နေဘိတ်မော်ရောင်စခန်းမဖွင့်ခဲ့ဘူးဖွင့်ခဲ့တဲ့အတွက်သူတို့တိုက်လို့ရသွားလဲဒီနေဆက်ကနေကုံသွေးကြီးကိုပိတ်ဆို့ကန့်တတ်နိုင်တဲ့အဆင်မျိုးမဟုတ်ဘူးလို့ကျွန်တော်ချက်မြင့်ကြားတယ် ိုတော့ပြောရရင်တော့ဟိုဘိတ်မောတော်စကန်တဲ့အရင်မကြည့်ဘူးလို့ကျွန်တော်ကြံကြံပြကြားတယ်အချိန်တိုင်းတက်ကပြန်တိုက်ယူယူလို့ရနိုင်တဲ့နေရာတွေမှာပါတယ်လို့လည်းကြားတယ်အဲ့တော့တစ်ဖက်ကအောင်ပွဲခံတာတော့အောင်ပွဲခံပါစေဒါကတော့တို့ရဲ့ တဘာဝပါသူတို့အောင်မဲ့ခံတာတော့သူတို့ဘက်ကလည်းသူတို့ဘက်အောင်မဲ့ခံပါပဲမမပါဘူးဒါတော့ကျွန်တော်သိပြောလို့ပေါ့ကောင်းတဲ့ကိစ္စအောင်မဲ့ခံကြပါဒါပေမဲ့အချိန်တန်တက်ကပြန်လာတိုက်တော့မှပြည်သူတွေဘာဖြစ်ကုန်ပါ့ညာဖြစ်ကုန်ပါ့မအိုးပဲလို့တယ်ဒါလေးပဲပြောချင်တာနော်သိတော့ရေးမကြည့်ပါဘူးမောတော်ကိစ္စကျွန်တော်လည်းကောင်းတဲ့အိလည်းမရှိဘူးသို့တော့မောတော်ကြာသွားကြမင်းမပြောဘူးလားဘာလားငါဘလားဘလားဘလားနဲ့လိုက်ညီပိအုပ်စုတွေလာအောင်ပါအဲ့တော့ခင်ဗျားတို့ပြောတဲ့မောတော်ဟုတ်တယ်မှန်တယ်ပါသွားတယ်ဒါပေမဲ့အချိန်တန်ပြန်ယူခြင်းလွယ်လွယ်လေးရတဲ့ကိစ္စကိုဘာတို့များပြန်မှန်ခံပြီးပြောနေမှာတော့ခင်ဗျားဘာဖြစ်တော့ AC ပေါ့ ချိန်တိုင်းအေးစေးရအောင်အဲ့လိုပဲပြောချင်တာပေါ့နော်နောက်တစ်ခုကဒီကိစ္စပြီးတော့တော့ကျွန်တော်တို့တိုက်ပွဲကိစ္စပါလာတော့နောက်ထပ်တိုက်ပွဲတစ်ခုနဲ့ထပ်ပြီးပြောရပါမယ်အဲ့ဒါဘာလဲဆိုတော့တိုက်ပွဲမဟုတ်တဲ့တိုက်ပွဲတစ်ခုလို့ပြောရမယ်အဲ့ဒါဘာလဲဆိုတော့စင်ပူတန်းကိစ္စပါမနေ့ကတပ်မတော်ကနေထုတ်ပြန်တယ် NASA ကအဲ sorry ဒီစက်အစိုးရကနေထုတ်ပြန်တဲ့ထက်မှာစင်ပူတန်းတာဝန်ပြီးဆုံးလို့ပြီးဆုံးသွားလို့သူ့ရဲ့မွေးရမြေကိုပြန်ခွင့်စင်ပူတန်းတာဝန်ပြီးဆုံးကြောင်းလက်မှတ်ပေးပြီးတော့သူ့ဒီသာသက်ဆိုင်အနေသာပြန်သွားခွင့်ပြီးတော့အလောက်ကိုင်းနေရာရှာထားပြီးတော့ရှာပြီးတော့ချထားပြီးတဲ့ဟာတွေ ဒါကြောင့်မနေ့ကတက်မတော်ထုတ်ပြန်တာတွေ့ရတယ်ဆိုတော့တောင်ကြီးမှာလုတဲ့ပွဲဆိုရင်ဒါပထမဆုံးဟာမဟုတ်လို့ရှိမယ်ပထမဆုံးစစ်မှုထမ်းခဲ့တဲ့နံပါတ်1အမှတ်စဉ်1ကတော့ဒါသူ့စစ်မှုထမ်းတဲ့နှစ်နှစ်ပြည့်သွားပြီလို့ပြောလို့ရတယ်ပေါ့ဗျာအဲဒါကြောင့်မသူတို့စစ်မှုထမ်းကာလပြီလို့ဆိုပြီးတော့အခုသူတို့မိခင်ရင်ကိုပြန်ပြီတာဝန်ပြီးဆုံးတဲ့အတွက်သူတို့ရဲ့မိသားစုစီပြန်လို့ရပြီလက်ထက်မှာစစ်မှုထမ်းပြီးဆုံးတော့ကတ်ကြီးကင်ထားပြီအာပြီးတော့စီးပွားရေးဝင်လုပ်မယ်ဆိုရင်အဲ sorry အလုပ်ဝင်လုပ်တော့မယ်ဆိုရင်ကုမ္ပဏီတွေကသူ့ကိုခန့်ကိုခန့်ရအောင်မယ်ဖြစ်လာပြီအဲအဲအဲ့ဒါပြန်သွားကြပြီအဲ့တော့ကျွန်တော်တွေးကြည့်တယ် တတ်မတော်ကတော့လို့ဒီစစ်မှုထမ်းတတနှစ်နှစ်လို့သတ်မှတ်ပြီးရင်သတ်မှတ်ထားတဲ့အတိုင်းနှစ်နှစ်ပြည့်တဲ့အခါမှာသူ့ရဲ့တာဝန်ဆက်ထမ်းခြင်းနဲ့ထမ်းမထမ်းခြင်းလို့ပြန်ခြင်းနဲ့ဆိုလဲရော့မင်းပြန်လို့ရပြီစစ်မှုထမ်းပြီးဆုံးကြောင်းလက်မှတ်ရော့ဆိုပြီးတော့သူ့မိသားစုစီကိုပြန်လို့ရအောင်ခွင့်ပြုပေးလိုက်ပြီစစ်မှုထမ်းတဲ့တချို့ကလည်းလာစားလဲရပြီ ဆိုတော့ကျွန်တော်တွေးပြီးတော့ဩဒါဆိုရင်တော့သူတို့ဒီစစ်မှုသားတွေအနေနဲ့လုံးမှာနံပါတ်1ကလာစာရတယ်နံပါတ်2ကစစ်မှုထမ်းလက်ပီစီကြောင်း certificate ရတယ်ပြီးရင်အလုတ်ကန်ခွန်လိုင်းတစ်ခုပြန်လုပ်ချင်တယ်ဆိုရင်တော့အဲ့ဒီလက်မှတ်ကိုပြပြီးတော့အလုတ်ပြန်လျှောက်မယ်ဆိုရင်သူနဲ့ထိုက်တဲ့နေရာဒုတာဝန်တွေကိုအလိုလိုရမယ်ဆိုတော့ဒီအခွင့်အရေးတွေရပါလားဆိုတဲ့အမျိုးကျွန်တော်မြင်လိုက်ရတယ်ဩဒါဆိုဒီလိုရတာပဲပေါ့နော်မနေ့ကထုတ်ပြန်ချက်ကိုကြည့်ပြီးတော့အဲ့တော့ကျွန်တော်စဉ်းစားရည်တာပေါ့နော်တတ်မလို့ကတော့ဟုတ်ပါပြီသူ့တဒန်းကနှစ်နှစ်ပြည့်တဲ့အခါပြန်နာလို့ပြောခွင့်ပြောလိုက်ပြီဒါမဲ့တစ်ဖက်မှာလည်းသူ့လိုပဲငယ်ရွယ်တဲ့ PDF လေးတွေ ။ PDF လေးစစ်မှုထမ်းမယ်ဆိုပြီးတော့ PDF ထဲဝန်ချသွားတယ်။လင်းနေကြော်ပြီ။အိပ်ပြန်ရသေးရဲ့လား။အိပ်ပြန်ရရဲ့လား။ကျွန်တော်ထင်တယ် PDF တွေရတဲ့ PDF တွေတာဝန်ပြီးဆုံးချိန်ဆိုတာကသေမပဲထင်ပါတယ်ကြည့်ရတာ။သေမပြီးဆုံးတယ်လို့ထင်တယ်။ဒါဆိုအခုလဲစဉ်းစားကြည့်လေ PDF တွေသေတာအတုံးယုံပဲ။အဲ့တော့သေမပြီးဆုံးမဲ့ PDF တာဝန်နဲ့နှစ်နှစ်ပြည့်တာနဲ့ပြန်ရတဲ့တက်မတော်တာဝန်ဘယ်တာဝန်ကပို့ပြီးတော့ကိုယ့်အတွက်ပို့ပြီးတော့စိတ်ချရလဲဆိုတာနောက်ဆုံးတော့အဖြေထွက်လာတာလေဆိုတော့ပြောချင်တာ။နော်အဲ့တော့အခု PDF လုပ်နေတဲ့လူတွေ လေးနှစ်သားကျော်လာတယ်ဘာရာလို့မှလည်းမတူဘာမှလည်းမဖြစ်ဘူးတမင်းလည်းငှက်လာပြက်လာဖြစ်ကြည်စားလည်းမလောက်မလန့်မလောက်မငါတွေဖြစ်နော်အကုန်လုံးဘဝတွေပြက်ဒုက္ခတွေရောက်မိသားစုတွေပြက်မလာနိုင်နော်အဲ့တော့သေမထွက်ရမယ်အသေးထွက်နဲ့အလုပ်လုပ်ရတဲ့ PDF ဘဝကိုရောက်သွားတယ်အသေးထွက်လုပ်တဲ့အသေးထွက်ဘဝကိုရောက်သွားတယ် PDF တွေကဆိုတော့တက်မတော်ကလူတွေကနည်းနည်းပြည့်တဲ့ကထွက်လာတယ်အေးဆေးကုနေရတယ်တက်တည်နေထောက်ထားနေနော်ဒါထောက်ထားနေ PDF တွေမှာဗမာတော့တက်တန်းပြီးသွားပြီလားနှစ်နှစ်ကျော်သွားပြီမပြီးသေးဘူးလေ၃နှစ်မပြီးသေးဘူးလေအခုပြီးလားမပြီးလားတော့ကျွန်တော်မသိဘူး ဦးတင်ထောင်းအောင်တို့အုပ်စုတွေကြီးညာခဲ့တဲ့ NUG အုပ်စုတွေကြီးညာခဲ့တဲ့အာကျွန်တော်တို့ရဲ့ဘွန်းနဲ့ SDB ဘွန်းရတဲ့နှစ်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 တွင်မဲ့တော်လိုင်းကြီးကနှစ်နှစ်ပဲပြီးနှစ်နှစ်ပြီးပြီးမှမို့လို့နှစ်နှစ်နဲ့ပြီးမယ်ဆိုတာယုံကြည်လို့နှစ်နှစ်တွင်ရောက်မှာတဲ့ပြောတာအဲ့နှစ်နှစ်ကဘာနှစ်နှစ်လဲနှစ်နှစ်နှစ်လားနှစ်နှစ်နှစ်လားနှစ်တဒနှစ်နှစ်လားလို့ကျွန်တော်သိချင်တာသူတို့တနေ့ကခင်ဗျာပြန်စဉ်းစားကြည့်လို့ရှိရင်ဖြစ်ပေါ်တယ်2021နှစ်ကုန်ပိုင်း2022မှာစပြောခဲ့တာ23 24ပြီးရမယ်နှစ်နှစ်ပြီးရမယ်25ရောက်လို့26တော့မနက်ဖန်တစ်ပတ်ကကူးတော့ ပမာတော့သူတို့ရဲ့ဘုန်းနေဘယ်သူပြန်ရသေးလို့ပြောချင်တာလူမပြောနဲ့ထဲ့လိုက်တဲ့ငွေတော်ပြန်မရတဲ့ကိစ္စဗျာခင်ဗျလူကတော့ဝေးပြီပေါ့ဗျာလူလူမပြောနဲ့ထဲ့လိုက်တဲ့ငွေတော်ပြန်မရဘူးအဲ့သူတို့ရဲ့ခုခုဘာလဲ SDB ဆိုပြီးတော့ဘာ Spring Development Bank ဆိုလားဘာလဲအဲ့ဒါဘုန်းရောင်းတယ်ဆိုပြီးတော့ဝဲတဲ့လူတွေဝဲကြတယ်တချို့မြန်မာပြည်ကတချို့ပြည်မတထေးချို့ဝဲကြတာရှိတယ်ဝဲခဲ့ကြဘူးတဲ့အခုကြမှာကြောက်ရလန့်ရတဲ့ ဟိုဘိုင်ချောင်းအလန်နဲ့ဘာလဲ SDB ဘောနဲ့အမ SDB ရဲ့ဒီဘာခေါ်လဲဟို SDB ရဲ့ဟိုခရစ်ပတိုတဲ့ကိုကောက်ထည့်ပြီးတော့လူမသိအောင်အမြည်ခံပလိုက်တာမျိုးတချို့လုပ်ငန်းရှင်တွေရှိတယ်လို့ကြားတယ်။ဒါပါတော့အဲ့တော့အဲ့ SDB ရဲ့ခရစ်ပတိုကလည်းခုမှဘာလဲဟိုနိုင်ငံတကာခရစ်ပတိုဝါတဲ့ဝင်ပြီးဘာညာစုချင်းညာနေတယ်ဘယ်ဘယ်ကောင်တွေအလင်းခံမှလည်းမသိဘူးဘယ်ကောင်တွေချင်းထက်ကမလို့တက်တလုံးပြတ်ထုတ်မရတဲ့ဟာပတ်စံပြီးပြီးသွားတက်တလုံးပြတ်ထုတ်မရတဲ့ပတ်စံဝင်အဝင်သာရှိတယ်ကြားပတ်စံလေးကိုအထွက်မရှိဘူးထွက်ရင်အီးပဲထွက်လာမှာဝင်သွားတော့အစားပဲထွက်သွားတော့အီးပဲထွက်လာတဲ့ဆံမျိုးသိကြတယ်ဝင်သွားတော့ပတ်စံပြတ်ထွက်လာတော့ဘာလဲဆိုအငွေလေးရှိပြီဆို အဲ့လိုဟာမျိုးဖြစ်မှာအဲ့တော့အလိန်ခမ်းမဲ့အုပ်စုတွေအဲ့အလိန်ခမ်းမဲ့အုပ်စုတွေပတ်စံသွားထည့်ကြတယ်အခုကဘာလို့ဆို NUG ကဘာလို့ဆိုကြားဖြန့်လုပ်နေတာအဲ့ဒါကြတကယ်ကြားဖြန့်ဂိုင်းစတိုင်းဖြစ်နေတာ NUG ကခဲ့ရောညော NUG ကကြားဖြန့်ဂိုင်းစတိုင်းဖြစ်နေတယ်လူတွေလည်းခေါ်တယ်သူ့တတ်မှတ်တဲ့ကာလပြည့်လည်းပြန်လို့မရဘူးတေမပြန်လို့ရတယ်လူတွေကို PDF ဖြစ်နေခေါ်တယ်တေမပြန်လို့ရတယ်ငွေတွေလည်းကောက်ခံတယ်တတ်တလုံးပြန်ထုတ်လို့မရတော့ဘူးအဲ့တော့ရှင်းရှင်းပြောတတ်တလုံးအပြီးပိုင်းလိမ့်တာ NUG ရဲ့ လိန်ချက်ကြီးကတော့အဲကြားဖြန့်ကြီးကတော့ကြောက်စရာကြီးအဲဒါကြောင့် NUG ကတကယ်ကြားဖြန့်မယ်ငွေလဲလိန်တယ်လူလဲလိန်တယ်ပြည်သူလူတွေနှလုံးသားတွေလည်းလိန်တယ်အကုန်လုံးလိန်တာရသမျှအကုန်လိန်တာအဲ့တော့ရှင်းပြရင်တော့ဟိုတော့ ਨੇ ဘာလို့တော့တူနေလဲဆိုတော့တကယ်ကိုလိန်နာမှဟိုဘာလဲဟိုဟိုနေ့ကတန်တန်ဘုံသိမ့်ပြောဆိုလို့ဖြစ်နေဝါကဖြတ်တော်တော်ကြိုက်တယ်ဆိုတော့ပုံကူပြောလို့ဖြစ်နေအကုန်အဲ့လိုဖြစ်နေပြီเนาะအဲ့တော့ရှင်းပြရင်တော့ ဟိုလိန်ချက်ကတော့ရက်ဆက်တယ်ပေါ့ဗျာအဲ့ဒါလိန်အခုကြားပြန်အကြီးစားဖြစ်နေပြီလူတွေလည်းပြန်မလွတ်တော့ဘူးလူတွေလည်းတေမပဲပြန်ထွက်ရမယ်ဆိုတော့ PDF ထဲဝင်ပြီးသွားရင်တေမပြန်ထွက်ရမယ်တက်မတော်တဲ့ဝင်ပြီးရင်နှစ်နှစ်ပြည့်ရင်ပြန်ထွက်ရတယ် PDF ထဲဝင်ပြီးရင်တေမပြန်ထွက်ရတယ်အဲ့ဒါဘယ်ဟာမှန်လဲခါလို့စဉ်းစားကြပြီတော့အဲ့ဒါအဖြေပဲနော်ဒါလေးကကျွန်တော်ဟိုလေးပြောတာနောက်တစ်ခုကတက်ကိစ္စရင်းဆက်ဆက်ပြောတာတက်ကိစ္စထပ်ပြောမယ်လာရှိုးမှာလာရှိုးမှာပါလဲဆိုတော့ MNDA နဲ့အဲတက်နဲ့နည်းနည်းလေးအဲညင်းပွားမှုလေးအခြေတင်လေးတွေနည်းနည်းလေးဖြစ်နေတယ်ကြားပါတယ်အဲ့ဒါအချားမဟုတ်ပါဘူး အဲတက်ကနေပြီးတော့တောင်းဆိုတယ်ပေါ့ဗျာတက်ကတောင်းဆိုတာလေးရှိတယ်တက်ကဘာတောင်းဆိုလဲဆိုတော့ဒီ MND အုပ်စုနော်သူကညှိတာပေါ့ပြီးခဲ့တဲ့ November first week တုန်းက first week ပြီးခဲ့တဲ့ရပိုင်းလေးအတွင်းမှာညှိတယ်တဲ့အဲ MND ဖွဲ့ရင်ညှိတယ်ပေါ့ဘယ်မှာညှိတယ်ဆိုတော့ live show မြို့ဘွားဟိုတယ်တစ်ခုပေါ့ဗျာသိပါတယ်စင်နဂေါဟိုတယ်ဆိုအလုံးသိပါတယ်ကျွန်တော်ပြောဦးနော်ကျွန်တော်ပြောဦးနော်အဲဟိုတယ်ကျောက်တိပါတယ်စင်နဂေါဟိုတယ်ဆိုတော့ကျွန်တော်တို့ပြပါတယ်ကျွန်တော်ပြောဦးနော်အဲ့ဟိုတယ်မှာပေါ့နော်ညှိကြတာပေါ့ဟိုအဲ့အဲ့မှာပေါ့တော့ကြည့်တယ်ပေါ့ဗျာညှိကြတဲ့ခါမှာ တက်ဘက်ကပြောတာရှင်းတယ်နတ်ပေါင်နတ်လန်တီဘောအစရှိတဲ့နေရာတွေမှာတက်ဆွဲချတာနေရာချတာတက်ဆွဲထားတဲ့တချို့ MNDA တက်တွေပြန်ဆုတ်ပါဘယ်နေ့နောက်ဆုံးလဲဆိုတော့နိုဝင်ဘာ20နေ့နောက်ဆုံးတော့ဆုတ်ပါလို့ပြောတာပြောရတော့ဒီဒီဒီပြည်တော်စာမှာယူဖွင့်နေတယ်ဖွင့်နေတဲ့အတွက်နိုဝင်ဘာ20နောက်ဆုံးတော့ဆုတ်ပါလို့သူကပြောတာပြောတဲ့အတွက် MNDA ကလည်းငါတို့ကမဆုတ်နိုင်သေးဘူးပေါ့ပြောတယ်ပြန်ပြောတယ်လို့ကြားတယ်အဲ့တော့မဆုတ်နိုင်သေးဘူးဆိုတော့တခါโอเคထပ်ပြောညှိလို့မရနောက်တစ်နေ့ထပ်ညှိတယ်အဲ့အဲ့လိုညှိလို့မရရဆိုကြတော့ MNDA လည်း မဆုတ်နိုင်ဘူးကြည့်လို့ပြရတဲ့အချိန် MND ကဘာလုပ်လဲဆိုတော့သူ့ဘက်ကအင်အားလေးတွေထပ်ပြီးတိုးဖြည့်တယ်။သိန်းဒီဘက်ကနေပြီးတော့အာကိုကန့်ဖွဲ့တွေအားချိန်လာတာဟိုရတော့နတ်ပေါင်တို့ဒီဘက်ဘက်ကိုသူကသူ့ရဲ့အင်အားလေးတွေတိုးတိုးတိုးခိုးပြီးအင်အားတွေထပ်ဖြည့်တယ်။ဖြည့်တယ်ပေါ့ဗျာ။ဒါပေမဲ့ဟိုဘယ်ခေါ်လဲသူတို့ဟိုပေါ်တင်းလုံးဖြည့်တော့ခိုးဖြည့်တယ်ပေါ့။ခိုးဖြည့်တော့တက်ကတိတော့တားတယ်။မင်းတို့ဒါမှန်းနေရင်တော့ပြောတယ်။ပြောတယ်ကြားတယ်မရဘူး။နောက်ဆုံးကျတော့ဒီနေ့နိုဝင်ဘာ14ရက်ကျတော့ဘာဖြစ်ကုန်လဲဆိုတော့ကြားတာပေါ့နော်။လာရှုအထွတ်နားမှာလာရှုအထွတ်နားအထွတ်နားတဲ့ဟိုရဘက်မှာတဲ့။ MND ရကနေပြီးတော့ကတရာဘုံတွေချပြီးလမ်းတွေပိတ်ဆို့လိုက်ပြီးတဲ့ပိတ်လိုက်ပြီးတော့ဒီအဟိုရနန့်ပေါင်လာရှူဟိုရနန့်ပေါင်လာရှူလမ်းနန့်လမ်းလာရှူလမ်းအဲ့လမ်းတွေကိုပါသူက MND ရပိတ်ချင်သလိုလိုပါလုပ်တယ်ပေါ့ဗျာပိတ်သလိုလိုသူတို့အားတွေပစ္စည်းချပြီးတော့ဖြစ်တယ်တဲ့အဲ့တော့နည်းနည်းလေးတက်နေကြမှာနည်းနည်းတင်းမှမှုတွေဖြစ်လို့တက်ကနည်းနည်းညှိနေကြတယ်တဲ့တက်နေညှိနေကြတယ်ပေါ့တက်ကရှင်းပြောရင်တော့ဟိုဒါတက်ကလည်းတော်တော်လေးစောင့်ပေးနေတယ်ပေါ့ဗျာခရ20နဲ့နောက်ဆုံးထားဆုပ်လို့အခုကဒီနေ့14ဆိုတော့ကြံသေးတယ်ပေါ့ဗျာဒီ3လေးအတွင်းစလိုက်ညှိလိမ့်မယ်နော်ညှိလိမ့်မယ်ညှိလို့ ြီးပြန်ပြန်မပြတ်လို့ရှိရင်တော့ဒီတင်းမာမှုကဘယ်လိုဆက်သွားမလဲဆိုတိုက်ပွဲတွေဖြစ်တယ်ရောက်သွားနိုင်တယ်အဲ့တော့ကိုကန့်တွေကဘာဖြစ်လို့ MND အုပ်စုကနော်ဒီလိုမျိုးလေကြီးလေကျင်းနဲ့အတန်တင်းမာလာတယ်ဆိုရင်မိကုံနောက်ွယ်ပါမြုပ်နေတယ်ရှိနိုင်တယ်အဲ့ဆိုသူကဘာဖြစ်လို့တစ်ချိန်လုံးအစောတော့အစောပိုင်းတော့ AC ပါဟိုဆုတ်ပေးမယ်ဘာညာပြောခဲ့ပြီးတော့ဂရိမတီးဘူးပါဗျာတရုတ်နိုင်ငံကတန်တမန်နေရှိမှလက်မှတ်ထိုးခဲ့ပြီးတော့ဂရိမတီးဘူးဆိုရင်တရုတ်ကပါစော်ကားတယ်သွားတူတယ် ဒါမှမဟုတ်တရုတ်ကပဲဟိုမသိကြအောင်ဆောင်မျက်စိတစ်ဖက်မှိတ်ပေးထားသလားကျွန်တော်တို့မသိဘူးဒီနှစ်ချက်ကလိုက်တဲ့တစ်ချက်ပြောလို့ရတယ်ဒါကကိုကန်နေတုံးစုလုံးကတရုတ်နဲ့ပတ်သက်ရင်ကိုကန်နေကတရုတ်သိဆိုသိရှေ့ဆိုရှင်နေပဲနော်အဲ့တော့ပြောရရင်တော့ဒီကောင်နေဘာဖြစ်လို့အခုကြမှာထပ်ပြီးရောဟိုလေသာမမာတွေဖြစ်နေကြလဲတက်ကလည်းအဲ့ဒါကိုအခြေအနေစောင့်ကြည့်မယ်လို့ရှိတယ်ပြီးတော့ဒီတစ်ခေါက်ကတော့တက်တကယ်လုံရင်တော့တက်ကတော့ဒီတစ်ခေါက်ကတော့ညာမဲ့ပုံတော့မပေါ်ဘူးအဲတိုးတော်တခုတော့ရှိတာကဒီ global issue ဖြစ်လာတဲ့ကြားဖြတ်နဲ့ရောသွားရင်တော့နည်းနည်းတော့စဉ်းစားရရှိတယ်အဲ့တော့ဘယ်လိုဖြစ်မလဲမသိဘူးလို့ဆိုတော့ last show မှာ လာရှိုးနဲ့တီပေါ်ကြားမှာနည်းနည်းတက်နေဟိုနဲ့ကြားမှာတင်းမှာမို့နည်းနည်းလေးဖြစ်နေတယ်လို့ကျွန်တော်ကြားရတယ်အဲ့ဒါဘာဆက်ဖြစ်မလို့တော့မသိသေးဘူး Google နဲ့ MN Google MND ရင်းနဲ့တက်နေပေါ်ကြားမှာဒါလေးတစ်ခုဖြစ်တယ်တချိန်ပြောရတယ်တခါ SSPB ကလည်းခုထုတ်ပြန်ကြလေးတောင်ထုတ်လာတယ်အဲ့ဒါဘာလဲဆိုတော့ဟွာတဲ့ SSB ကသူ့နယ်မြေထဲမှာပေါ့ဗျာထုတ်ပြန်ကြတဲ့ဆောင်သူ့နယ်မြေထဲမှာအဲမလုံမဲ့ဟာတွေပေါ့အဲထုတ်ပြန်တယ်အဲထုတ်ပြန်တဲ့အကြောင်းသူတို့နိုဝင်ဘာ7ရက်ရက်စွဲထုတ်ပြန်တယ်သူတို့အစည်းအဝေးလုပ်ခဲ့တယ်ပေါ့နိုဝင်ဘာ10ရက်ကနေ7ရက်နေ့အထိနော်1ဟိုင်းမှာ ဘိုးထားတဲ့ကျောင်းဝိုင်းမှာသူတို့အစည်းအဝေးလုပ်ခဲ့ပါတယ်ပေါ့ဗျာအစည်းအဝေးလုပ်ခဲ့တယ်ဆိုတော့ပြောတယ်နော်အဲ့မှာဘိုးကြီးစေတင်ဦးဆောင်ဦးဆောင်နဲ့တပါးကြီး၃ဦးနဲ့အဲသူတို့ရဲ့အဖွဲ့တွေပေါ့ဗျာအဲသူတို့ဘာလုပ်လဲဆိုတော့သူတို့ရဲ့ party congress အစည်းအဝေးကျင်းပါတယ် congress အစည်းအဝေးကျင်းပါတဲ့ခါမှာလူဘယ်လောက်တက်တယ်ပေါ့ဗျာပြောရတော့အဲတပါးကြီး၃ဦးတက်တယ်ပေါ့ဘိုးကြီးစေတင်ပါဝင်တပါးကြီး၃ဦးတက်ကော်မရှင် ယူကဘကော်မတီ55ဦးဘိုးကော်မတီကော်မတီကိုရွေးချယ်ခံကိုယ်စားလှယ်59ဦးပါတီကလပ်စီကိုယ်စားလှယ်အမျိုးသားအမျိုးသမီး159ဦးအမျိုးသမီးရဌာနလေးလာမှတ်တမ်းသူ19ဦးမှတ်တမ်းအဖွဲ့22ဦးပေါင်း383ဦးတက်ရောက်ပြီးတော့သူတို့ဆုံးဖြတ်ချက်ချတယ်ပေါ့ဗျာ။ဘာလဲဆိုတော့တစ်ချက်ကတန်းသူရေးကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအာမခံသည့်စစ်မှန်သော Federal Democracy ပြည်တော်စုတည်ထောင်ရေးနိုင်ငံရေးယူမှတ်ချက်နိုင်ငံရေးတည်ချက်ကို ရဲကြီးတူတဲ့အဖွဲ့အစည်းတွေနဲ့ပူးပေါင်းကြိုးစားဆောင်ရွက်သွားမယ်ပေါ့ဗျာနော်နောက်တစ်ခုကပါတီရေးရနဲ့ပါတီရဲ့လုပ်ငန်းတစ်စီတွေပါတီစီမီစီကန်တွေကိုကွန်ကရစ်ကလိုအပ်သလိုပြင်ဆင်ဖြစ်ဆက်တယ်နောက်တစ်ခုကဘိုးကော်မတီနဲ့အရန်ဘိုးကော်မတီဝင်ပြီးတော့ဥက္ကရာဒုက္ကရာတွင်မှုအဖွဲ့ဘိုးစီကန်တင်းသိအဖွဲ့လုပ်ငန်းစီစီကော်မရှင်အဖွဲ့ရွေးချယ်တင်မြောက်နိုင်ခဲ့တယ်တဲ့နောက်တစ်ခုကပါတီစီလုံးညီညွတ်ခိုင်မာတိဆောင်နိုင်ဒါမကတိုင်းရင်းသားစီလုံးညီညွတ်ဦးတည်တဲ့ရင်းချမ်းစွာအတူရှင်းနိုင်မှုအတိုင်းဆက်လက်ကောင်းတဲ့ဖော်မယ်တဲ့အဲအဲ့ဒီမှာအရေးကြီးဆုံးချက်လာပြီအဲ့ဒါပါလဲဆိုတော့ မိမိတို့ထိန်းချုပ်နေမြေတဲမှာအဲ့အိနေချင်းနိုင်ငံအပါဝင်ဒေသတွင်းနိုင်ငံများနဲ့နိုင်ငံတကာလူမှုအတိုင်းအဝန်းအကျိုးစီးပွားကိုထိခိုက်စေတဲ့ online ငွေလိမ်လည်မှုများမရှိစေရေးငွေစေဝါပေးကင်းစင်ဖတ်ပြရေးကိုအထူးချက်မှဆောင်ရွက်သွားမယ်တဲ့ဆိုပြီးတော့ပြောတယ်အဲ့ထုတ်ပြန်ချက်ကအဲ့ချက်တစ်ချက်ပေါ့ဆိုတော့အဲ့ဒါအတိသူတို့ထိန်းချက်ကကီးပွားအဲ့ဒါသူတို့လူသစ်ရွေးတာတွေဘာညာတဲ့ဒါသေးသေးပုံမှန်အဲ့ဒီကသူ့နေမြေထဲမှာ online လိမ်လည်မှုကြားဖြတ်လုပ်ငန်းတွေမလုပ်ဖို့နောက်တစ်ခါမွေးစေဝါကင်းစင်မှုကိစ္စတွေသူတို့အထူးချက်မှဆောင်ရွက်ပါမယ်ဆိုပြီးတော့ SSP ကထုတ်ပြန်လာတယ်။ဒါတွေကလုံးဝဘာနဲ့သွားဆက်ဆံနေလဲဆိုတော့ တစ်ဖက်မှာတရုတ်တို့အမေရိကန်တို့ဘာတို့ညာတို့ရဲ့အတန်တီကျေလောင်လာမှုတွေရှီကျွန်းတို့သတင်းတွေကြောက်ဝေတို့သတင်းတွေအစရှိတဲ့သတင်းတွေအကုန်လုံးနဲ့ဆက်ဆက်ပြီးတော့ဒီ SSPB လဲသူ့မှာစိုးရင်ချက်တွေရှိလာပုံရတယ်ဒါကြောင့်မလို့အသေးတန်တွေပြူပြူပြဲတွေထုတ်ပြန်ပြီးတော့ငါတို့ဒါမလုပ်ဘူးငါတို့တော့တားဆီးကာဝယ်မယ်ပြောတယ်ကျွန်တော်တော့ပြုံးမယ်ပြုံးမိတယ် SSPB နေမြေထဲမှာမိဟိုကြားဖြတ်နေမိတာအုံနေချင်းနေမိတာကျွန်တော်မှာဓာတ်ပုံမှတ်တမ်းနေရှိတယ်ဘယ်နေရာမှာမိလဲဆိုတာဓာတ်ပုံမှတ်တမ်းနေရှိတယ်ဒါကတက်ဆိုင်ရာဟိုတချို့ကိစ္စတွေကကျွန်တော်တို့ကဟို ရင်းချင်းထိခိုက်မှာစိုးတာတို့နော်မတိမငင်ဖြစ်မှာစိုးတာတို့ဒါတကြောင့်ကျွန်တော်တို့တချို့ကိစ္စတွေကျွန်တော်တို့ challenge တွေလည်းဟိုကိုယ့်ကြောင့်မတိမငင်ဖြစ်မှာရိုးရိုးရိုးဖြစ်မှာစိုးလို့ဆိုတချို့ကိစ္စတွေဟိုမျက်စိမိတ်ပေးထားတာပေါ့ဒီကောင်တွေဘယ်တော့မှဘလို့ဘာဖြစ်လဲဆိုတော့အဲ့သူ့နယ်မြေထဲမှာဘယ်နယ်မြေထဲမှာအစားအထောက်ထားနဲ့ရှိတယ် SSB နယ်မြေထဲမှာကျွန်တော်မှရှိတယ်ထောက်ထားရှိတယ်ဒါပေမဲ့ဒီကောင်တွေကညင်းအောင်မှာအကြဖြန့်ကျွန်တော်မလုပ်ပါညာညင်းပါပဲအကုန်လုံးကမလုပ်ဘူးညင်းပါဒါပေမဲ့ SSB နယ်မြေထဲမှာလုပ်တယ်ဝါရှိမှရှိတယ် minus ရှိမှရှိတယ်ဝါနဲ့ minus လည်းညင်းချင်ပေါ်တင်ညင်းလို့ရတယ်တကယ်လို့ တို့ညင်းနေဆိုရင်ကျွန်တော်အထောက်အထားဓာတ်ပုံတွေပြတဲ့ခါကျရင်ရှုံးရင်တို့ဘာတို့တို့ခေါင်းဆောင်တွေကိုနှုတ်ထွက်ပေးမလားလို့သာမေးလိုက်ပြောလိုက်ကျွန်တော်ကြုံနောက်ကြုံတဲ့လူရှိပြောလိုက်ကျွန်တော်ပြုံးမရပြောတယ်လို့ခင်ဗျားတို့ကဟိုကြားဖြတ်မလုပ်ဘူးလို့ခင်ဗျားတို့ပြောတယ်ကျွန်တော်ပြုံးမရပြောတယ်လောက်တယ်လို့အထောက်အထားနဲ့ပြောမယ်အကယ်၍ကျွန်တော်ပြတဲ့အထောက်အထားကိုတို့မညင်းနိုင်ခဲ့ဘူးဆိုရင်အဲ့လူတွေဥက္ကဋ္ဌနှုတ်ထွက်ပေးမလားလို့အခုထွက်ပေးမလားလို့ထွက်ပေးပြီးတော့ရွေးကောက်ပဲလုပ်ပေးမလားလို့အဲ့မှာဘဝမိုင်းလားနော်အဲ့ဒီတိုင်းမှာရွေးကောက်ပဲလုပ်မလား SSB လဲရွေးကောက်ပဲလုပ်ပေးမလားလို့ ်မေးလိုက်ရှင်းရှင်းလေးပြောကျွန်တော်အဲ့လိုပဲပေါ်တယ်မေးတယ်ကျွန်တော်အဲ့လောက်ဒီစိန်ခေါ်ရတယ်။ကောင်းလေးထောက်ထားရရှိတယ်။ကောင်းလေးဘာမလို့လဲကြားပြမလို့လို့ဆိုတာထောက်ထားရရှိတယ်။ကျွန်တော်ဆိုမှရှိတယ်။မလောက်တာတချို့ကိစ္စရကျွန်တော်ဘာပြောလဲဆိုတော့နိုင်ငံတော်ကတော့တချို့ကိစ္စတွေလက်လူရှုထားပေးတာဗျာကျွန်တော်ကဘာမှမဟုတ်လားအဲ့တော့အသာလေးနေနေတယ်ဒါပေမဲ့ဒီကောင်းလေးကလေးကြီးလောက်တယ်ဆိုတော့တိတိချင်းနဲ့ကျွန်တော်ညင်ခံရတာဒါပြောချင်တာထားပါတော့အဲ့တော့ကြားချက်လို့တယ်အဲ့ဒီ SSB နဲ့ပြအကြီးကျယ်လုတ်ပါတယ်ဝါမိုင်းလာလုတ်ပါတယ်အခုကြမှာအတန်တိတ်နေတာနော်အခုအခုနောက်ဆုံး A1 ရဲ့ TKB A1 ရဲ့ ဟိုတော့ဘာဘာခေါ်လဲထီလောက်စုရေကုန်နဲ့အနီးနားတဝိုင်းပတ်ပတ်လေမှာကောင်းများလေရှယ်လုပ်နေပြီအကြီးကျယ်လုပ်နေတယ်ဒါတွေကသာကျွန်တော်တို့ဒီကသိနေတယ်ဒါကိုပြောချင်တာဒါလေးတော့အဲ့တော့စောင့်ကြည့်ပေါ့ဗျာဒါလေးဘာလေးဖြစ်မလဲတော့နော်အဲ့ဒါလေးရရှိတယ်တော့ SSB လဲအသက်သာထုတ်ပြန်တယ်ဆိုတော့ပြောချင်တာနော်ဒါလေးတစ်ချက်အဲနောက်တစ်ခုကဒီနေ့ဒီနေ့နောက်တစ်ခုကကျွန်တော်တို့ဟိုချမ်းချမ်းကိစ္စလဲဒီနေ့စိတ်ဝင်စားဖို့ရအကောင်းအောင်ထွက်လာတဲ့တရင်တစ်ခုရှိတယ်ဗျအဲ့ဒါကျွန်တော်လည်းစိတ်ဝင်စားသွားတယ်ချမ်းချမ်းဆိုတာအစိုးရချမ်းချမ်းပြောတာနော်အစိုးရချမ်းချမ်း ဟိုဘာမဆိုင်ကြမဆိုင်အမှုပညာကိစ္စကြီးဂျားလေးညက်ပါလာလေဆိုထင်ပါဆိုလို့အစောချမ်းချမ်းက तू ကလိန်ကုန်ကူးလွဲသုံးသားလုပ်တဲ့ဟိုက်ဂိုင်းစတာကောင်ကြီးနဲ့ချမ်းချမ်းနဲ့ဘလို့ဆက်သွယ်ရှိလို့တော့မသိဘူးအဲ့မှာ email လေးတစ်စောင်ထဲမှာပါလာတော့ဗောနော်အဲ့ email တစ်စောင်ထဲမှာပါတဲ့စကားလုံးလေးကျွန်တော်ဖတ်ပြမယ်အရင်ဖတ်ပြမယ်ဘာလို့ဆိုတော့နော်2013ခုနှစ်ဇန်နဝါရီ1ရက်စွဲနဲ့ရက်စွဲနဲ့တဲ့ Yan Yanlek Brancel Yanlek Brancel ဆိုတဲ့ပုဂ္ဂိုလ်ဟာတဲ့ Abstain ဆိုတဲ့ပုဂ္ဂိုလ်စီကို email ပို့တယ်နော် ဘာလဲဆိုတော့အဲ့ထက်မှာချမ်းချမ်းဆိုတဲ့ဟိုဟာနဲ့ email တော်နဲ့မှာချမ်းချမ်းဆိုတဲ့အမည်ပါတယ်အဲ့မှာဘာလဲဆိုတော့ပို့တဲ့စာထဲမှာ email ရဲ့ဘာပြီလို့ဆိုတော့တဲ့မြန်မာမင်းကလေးရဲ့ဓာတ်ပုံငါမင်းစီကိုပို့လိုက်မယ်သူကတိတ်လှတယ်တဲ့မြန်မာမှာသူရဲ့နာမည်ကြီးအဆိုတော်ပေါ်တဲ့ငါသူ့ကို American စီကိုခေါ်လာခဲ့မယ် Obama ကမြန်မာကိုသွားမယ်ချမ်းချမ်းအမေရိကကိုလာမယ်ငါမှာကြော်ညာဖို့အသက်ဆန်းတရင်ကောင်းတစ်ခုရှိတယ်ထင်တယ်ဆိုပြီးတော့အဲ့ email တော့ရေးထားတယ်တဲ့ဆိုတော့ပြောချင်တာအစိုးရဆိုတာပါတယ်ချမ်းချမ်းဆိုတာပါတယ်ဆိုတော့အစိုးရချမ်းချမ်းပေါ့ဗျာရှင်းနေတာပဲအဲ့တော့အဲ့တော့ပို့တဲ့လူတွေသူတို့နှစ်ယောက်ကြားပါတယ်ဆိုတော့သူကလိန်ကုန်ကူးတဲ့လူတွေ လင်ကိုကူးတဲ့လူတွေတယောက်ကတည်းကပြန်လဲ email ပို့တဲ့ထက်မှာမြန်မာကအဆိုတော်တယောက်ပါတယ်လှတယ်နော်ပါတယ်ပြီးတော့ပို့တဲ့လူကချမ်းချမ်းဆိုတာပြောတော့ဆိုတော့အဲ့လူပြောချင်တာအဲ့တော့အဲ့ဒါကိုကြည့်ချင်းအပြင်ချမ်းချမ်းကဒီလင်ကိုကူးတဲ့သူတွေနဲ့ညှိပြီးတော့အမေရိကန်မှာဘာသာလုပ်ဖို့ရှိလို့လဲလင်ကိုကူးတယ်ဆိုတာဗျာတခါတလေဟိုအဲ့မှာအဲ့ရတတိယတယောက်ဘာညာတယောက်နဲ့ဒိတ်လုပ်ပြီးတော့တော့အိမ်အိမ်မယ်နမူနာသူ့ပြောတာပေါ့နော်တော့အိမ်မယ်အိပ်ပြီးရင်အိပ်ပြီးရင်အဲ့မှာပတ်ဆိုင်ရပါဘူးဗျာထားပါတော့ ဒေါ်လာ1000ရရင်ဒေါ်လာ3000ရရင်လည်းရမယ်ပေါ့ဒါကတော့သူ့ပေါ်ကြိုက်တဲ့ကြီးပေါ့ပြီးပြီပြီးဟိုမှာသွားပြီးတော့လဲမယ်ပတ်မယ်ပြီးပြန်လာမယ်ဟိုတချင်းသွားဆိုသူလိုခေါင်းစဉ်တစ်ခုနဲ့သွားရင်လည်းသွားမယ်တခုတော့အဲ့လိုမျိုးရည်ရတာလားကျွန်တော်မသိဘူးဆိုတော့အဲ့လိုပါတော့ဩဒါဆိုရင်2013ကကိစ္စဆိုတော့ဟိုချမ်းချမ်းနဲ့ချမ်းချမ်းနဲ့ဒီလိန်ကုန်ကူးမဲ့အရှုပ်တော်ပုံတွေကဘလို့ပတ်သက်နေလဲမြန်မာက မျိုးသမီးတွေဘလို့ပတ်သက်နေလဲဆိုတော့မိကုံးထုတ်ချက်ဖြစ်လာတယ်အဲ့တော့စောစောတော်တော်ချမ်းချမ်းကလည်းဒီကိစ္စကိုသူဘလို့ရှင်းလို့တော့မသိဘူးဘလို့ရှင်းလဲဆိုတချိန်တော့ကသူလုတ်ခဲ့ပွင့်ရင်လုတ်ခဲ့ဘူးမယ်ရှိရင်လည်းရှိပဲမရှိလည်းမရှိဘူးဒါတော့ကျွန်တော်မသိဘူးသူတချိန်တော့ကလိန်ကိစ္စတွေနဲ့ဒီလိန်ပြောမယ်တို့ဘာလို့ပေါ့ဗျာတိုက်ဟဲ့မဟုတ်တော့မှပဲအဲအခွင့်ခါတင်တော့ခါတိုင်းမှာတင့်တော်သလိုလုတ်ခဲ့တာမျိုးရှိအောင်လည်းရှိသလားလို့စဉ်းစားစရာဖြစ်လာတယ် ဲ့တော့သူ့အတွက်ကလည်းတိတ်မဆန်းတော့မဆန်းဘူးပြအဲ့ဒါကြောင့်လုပ်ရလေလုပ်မယ်မလုပ်ရင်မလုပ်ပြောရခက်တယ်လို့ပြောချင်တာပါအဲ့တော့စိတ်ဝင်စားဖို့တော့ကောင်းတယ်အဲ့ဒီအီးမေးလ်ကိုစိတ်ဝင်စားဖို့ကောင်းတယ်ချမ်းချမ်းနောက်ရမှာဘလို့တုံ့ပြန်မလို့ဆိုတော့ခဲတော့ကိုယ့်အုပ်ကြီးကျွန်တော်တော့အများကြီးပြောချင်ဘူးဆိုတော့ဖြစ်နိုင်ခြင်းလည်းရှိသလိုဒီစာနဲ့ပတ်သက်ပြီးတော့ညင်းချက်ဘလို့ထုတ်မလဲဘလို့လုပ်မလဲဆိုတော့ကျွန်တော်လည်းမသိဘူးပတ်ဆံရတာပဲဗျာလုပ်ကြပါဒါပဲရှိရနော်ဒါလေးတစ်ခုရှိတယ်အဲ့ဒါပြီးတော့နောက်ဒီနေ့အပိတ်ကတော့ဒီနေ့လူတစ်ထောင်ကျော်စုစိတ်တွေရတဲ့ကိစ္စအဲဒါလေးကတော့ဟိုနာမည်တက်မပြောလို့ဘူးကို့မှာအမိတက်မပြောတော့ပါသို့တော့ဝမ်းတာပါတယ်စုရရပါတယ်လူအကုန်လုံးတက်ဝမ်းတာ ဝန်တာရအကြောင်းကျင်းတဲ့အကြောင်းပြောချင်တာပါလူတစ်ထောင်ကျော်တယ်ကထောင်ကျော်တယ်အဲ့တော့လူတစ်ထောင်ကျော်မှမှသူကဘလို့ခွတ်ထုတ်လိုက်လဲဆိုတော့ဒီစုရကဂုံလူဆောင်ဖွဲ့စိတ်တွေပေးတယ်တတိပြန်ချီဘွဲပေးတာရှိတယ်ဇေယကျော်ထင်ဘွဲပေးတာရှိတယ်တတိပြန်ချီဘွဲကတော့လူ2ယောက်ရတယ်နော်ဇေယကျော်ထင်ဘွဲကဘိုးချုပ်9ဦးရတယ်ဘိုးချုပ်9ဦးရတယ်ဝနကျော်ထင်ဘွဲတွေလည်းရတယ်ဝနကျော်ထင်ဘွဲတွေဆိုနိုင်ငံသားရဲ့ဒုဝန်ကြီးတွေကလည်းပါတော့ဗျာကျန်တဲ့နေရာဒုဝန်ကြီးတချို့တွေအများနဲ့ဒုဝန်ကြီးပါတယ်နော်အဲ့တခါဝနကျော်ထင်ဘွဲကို အဲဒီဒီကုမ္ပဏီရလူတွေလည်းရတယ်ဘောနကျွန်တော်ပြောရွှေသန်းလင်းကုမ္ပဏီကအဲနိုင်ကဒေါက်တာနီနီတဲ့သူလည်းရတယ်နောက်ကိုဝိတ်ကိုဝိတ်လည်းရတယ်ဗျကိုဝိတ်မဝိတ်မဝိတ်ပေါ့နော်မဝိတ်လည်းရတယ်ဥဝိတ်လူကရေးထားတယ်ဥဝိတ်ကဥဝိတ်စာလို့ရေးထားတယ်နော်အဲ့တော့ဘောနကျော်တင်ဘွဲကိုဥဝိတ်လည်းမဝိတ်လည်းရတယ်ဥဖေအေတို့ဥဝင်းစော်တို့ဥချမ်းအေတို့ဥဇာလင်းချမ်းတို့လည်းရတယ်ပေါ့ဗျာနောက်အလင်္ကာကျော်စာဘွဲတွေလည်းရကြတယ်တေးတေးပညာရှင်တွေတို့ဘာလို့ညာတို့ပေါ့6ဥတို့သိပ္ပံကျော်သိပ္ပံကျော်စွာသိပ္ပံကျော်စွာဆိုတဲ့ဘွဲတွေလည်းလူ18ဥရတယ်ဗျာ နောက်တပ်မတော်ဆိုင်ရာစွမ်းဆောင်ရေးဂုဏ်သက်ရတဲ့လူ54ဦးနောက်ရဲသူရာတစ်စိက9ဦးအစရှိတဲ့လူရတယ်အဲ့မှာတပ်မတော်စွမ်းဆောင်ရေးမှာစစ်မှုထမ်းပြည်သူစစ်မှုထမ်းကောင်လေးတယောက်ကတကယ်ကိုသူရဲကောင်းမှတ်တည်းရသွားတာငါစဉ်းစားကြည့်တော့ပြည်သူစစ်စစ်မှုထမ်းကောင်လေးတယောက်ကပြည်သူစစ်နဲ့စစ်သားလုပ်သွားတဲ့ကောင်လေးတယောက်ကသူရဲကောင်းမှတ်တည်းရတာကဲနည်းနည်းတော့ဟာမဟုတ်ဘူးနော်တော်ရရဲဘလာတစိကလည်း122ဦးရဲသူတွေက9ဦးရဲကျော်စွာ15ဦးရဲကျော်သူတစိက133ဦးเนาะနိုင်ငံတော်ပေါင်းဆောင်မှုနဲ့ပတ်သက်လို့ရှိရင်တီရီဇေယျကျော်တစိအာစသဖြင့် စီမံထူးချွန်တဲ့စိတ်တွေလူမှုထူးချွန်တွေလေယာစီးပွားထူးချွန်တွေဝိဇ္ဇာပညာထူးချွန်เนาะတော်တော်အမှုပညာထူးချွန်စကဏ္ဍထူးချွန်လိုက်ထူးချွန်လိုက်ပေးတာစုတွေဆိုနဲရမဟုတ်ဘူးလူတစ်ထောင်ကျော်ရဲရပါတယ်ဆိုတော့အဲ့ဒီမှာတချို့ကျွန်တော်လည်းသိတဲ့လူတွေအများကြီးပါပါတယ်အများကြီးအများကြီးပါတယ်ကျွန်တော်လည်းသိတဲ့လူတွေအများကြီးပါတယ်အကုန်လုံးအတွက်ဒီအဝေးရနေလမ်းပြီးဂုံယူချောင်းပြောချင်ပါတယ်တကယ်လည်းဂုံယူပါတယ်။ဘာပြောတချို့တွေဆိုရင်ရဖို့အတွက်စောင့်စားခဲ့တာကားလိုက်အများကြီးကြတယ်။ခုမှရသွားတယ်လို့သိရတယ်ပေါ့နော်။ဆိုတော့တော်တော်လေးကောင်းပါတယ်။လူထောင်နေရတဲ့45ဦးကိုနော်ဒီပုံကိုယ်တွေကိုစုတစိပေါင်းများစွာဂုံလူဆောင်ဖွဲ့ပေါင်းများစွာ ပြရခဲ့တယ်ဆိုတော့တည်ရတဲ့အတွက်ရရှိကြွားသွားကြတဲ့လူအမှုပညာလောကအသူတွေလည်းပါတယ်စီးပွားရေးလောကအသူတွေလည်းပါတယ်နိုင်ငံရေးလောကမဟုတ်နိုင်ငံရေးပေါ်ဝန်ကြီးတွေဌာနဆိုင်ရာလောကလူတွေပါတယ်တက်ကအရာရှိတွေပါတယ်အကုန်လုံးဝမ်းသာပါတယ်ဗိုလ်ချုပ်ကြီးကအကုန်လုံးကိုသူပေးကြရှိတာသူဖြန့်ဝေပေးပြီးတော့ဒီသူပေးတဲ့ဆိုတဲ့စုတွေမတော်ဘူးသူအကုန်ပေးပေးတာကိုတွေ့ရတယ်ဗျဒါလေးကြည့်ပြီးတော့စုရသွားတဲ့သူအားလုံးတော့ဝမ်းသာကြောင်းပြောရင်းနဲ့ဒီနေ့တော့လောက်ပါပဲအားလုံးပဲကိုရီးယားသိရှိပါတိုက်ပြီးတော့စေနာမှာထားပါသစ္စာရှိပါကိုယ်နိုင်ငံသားအချင်းချင်းအပြန်အလှန်တတ်ပြတ်နေကြတာကိုလက်ခုလောဝတီပြောနေတဲ့လူမိုက်လူရန်ကလူတက်ကျမ်းဖတ်အားပေးသမား ခင်ဗျားဖြစ်နေသလားဆိုတော့ပြန်လည်မေးခွန်းထုတ်ပါလို့ပြောရင်းနဲ့ကွန်နိုက်ပါ